နိုင်ငံတကာအမျိုးသမီးများပေါ်အကြမ်းဖက်မှုရပ်တန့်ရေးအခမ်းအနားကိုကရယာပြည်နယ်မှာရှိတဲ့အမျိုးသမီးအဖွဲ့6ဖွဲ့ကဥဆောင်ပြီးတော့ဒရိုက်ကွန်မြို့မှာကျင်းပခဲ့ပါတယ်။ဒေါက်ခင်မင်းစောကသတင်းပေးပို့ထားပါတယ်ခင်ဗျာ။ကရယာပြည်နယ်တွင်ကမြို့နယ်ခုနှစ်မြို့နယ်မှာရှိတဲ့အမျိုးသမီးအဖွဲ့6ဖွဲ့ကဥဆောင်ပြီးနိုင်ငံတကာအမျိုးသမီးများပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ကိုဒီဇင်ဘာလ4ရက်နေ့ကကင်းနီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးဖွဲ့ရဲ့ငြိမ်းချမ်းရေးခမ်းမဆောင်မှာကျင်းပခဲ့ပါတယ်။ အခုခန္ဓာကိုပြားပြင်နေတဲ့ကဒေတာကန်လေးအရက်ခဲအဖွဲ့ကြီးတွေအဖြစ်ရဲ့ငိမ့်ကြဲရေးအဖွဲ့ကြီးတွေနဲ့နိုင်ငံရေးပါတီတွေကကိုယ်တလဲတက်ရောက်လာပါတယ်အဲမြန်မာပြည်မြန်မာရှိတဲ့ဒေတာခမေဒီမီဂျူရဲ့ဒီရဲ့နောက်ပြီးဒီဒီကောမှာရှိတဲ့မြို့ပြမြို့ဒီမီရဲ့သနခံရရဲ့နောက်ပြီးအပြတ်ဒေတာခပတိရဲ့နော်ဆိုဒီခွဲဒီစပါတိလို့ဒါကတော့ မြေသမီးပေါ်မှာမြေသမီးရဲ့အခက်အခဲမျိုးအများကြီးရှိနေလို့ဆိုတဲ့ဟာကိုသိပါတယ်။ဘယ်လိုဒီကျွန်တော်ဘယ်လိုပြောင်းခရရတတ်မလဲ။ရှေ့နှကားကြိုက်ကျွန်တော်တက်တယ်နော်ဘယ်လိုပြောင်းခရရတတ်မလဲဆိုတော့ကျေးဇူးတဲ့ချက်ပေါ်မှာဆိုရင်ကျွန်တော်ကျွန်တော်တို့ဖြစ်နေပြရားပြည်နယ်အတွက်မှာ2015ခုနှစ်အတွင်းကီနီမြို့သမီးကွန်ရက်ကလိုင်းလံဖြည့်ချင်းပေးခဲ့ရတဲ့အမျိုးသမီးတွေအပေါ်အကျန်းဖက်မှုပေါင်း40လောက်ရှိပါတယ်။အဓိကအပြင်းများဆုံးအကျန်းဖက်မှုကအင်းဒီအကျန်းဖက်မှုနဲ့တက်ငယ်မရိမှုတွေဖြစ်ပါတယ်။ ကြည့်လိုက်မှာဆိုတော့သေဆုံးတရားတိုးတက်မှုရှိရလို့ပြောလို့ရမယ်ဒီငါနှစ်တာကာလတည်းမှာဒီမြေကနီတန်ဆမှုနဲ့ပတ်သက်ပြီးလူတွေတော်များကတော့အတန်ထွက်လာရဲပေါ့နော်အရင်တော့ကတော့ရှိရတာတော့သူတွေကသိမှာမဟုတ်ဘူးဒါပေမဲ့အခုကျတော့သူတို့တွေရဲ့ခံစားနေရတဲ့ဟာတွေတိုင်တာလို့ဒီငါဖြစ်တွေကိုလူတွေသိအောင်ထွက်လာတာလို့ရှင်းရှင်းအဖြစ်ရင်တော့ဒါကတော့သုံးပြတိုးတက်မှုပေါ့ဥပဒေအရအကောင်အွယ်ပေးနိုင်လားဆိုတော့ကျမတို့သိတော့တိုးတက်မှုရှိသေးလို့ပဲကျမတို့ကြောက်နေနေပေါ့နော် ကရပြည်နယ်တွင်မှ2013ခုနှစ်ကအမျိုးသမီးများပေါ်အကြမ်းဖက်မှုအမှုပေါင်း20ဝန်းကျင်2014ခုနှစ်မှာအမှုပေါင်း30ဝန်းကျင်နဲ့အခု2015နှစ်မှာအမှုပေါင်း40လောက်ထိတိုးပွားလာနေတယ်လို့ခန္ဓာဦးဆောင်စီစဉ်တဲ့အမျိုးသမီးတွေကပြောပါတယ်။ကျမခင်မင်းဆိုပါရှင်။